ြမတမိုင်းမှာအကျန်းဖက်လက်နက်ကင်လမ်းစဉ်ကျင့်သုံးပြီးအကြက်ကင်တောင်းဆိုခဲ့တဲ့ဖြစ်စဉ်တိုင်းမှာစစ်တပ်အနေနဲ့အလျှော်ပေးလက်ခံခဲ့တဲ့အဆင်လာမရှိဘူးလို့စစ်ကောင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကပြောပါရီမတ်28ရက်နေ့ကကြာရောက်တဲ့ဖက်စစ်တော်လိုင်းရင်းနှီးကိုတက်မတော်နေ့ဖြစ်သတ်မှတ်ခဲ့တာ280ပြည့်အထိမ့်မှတ်စေးပြမိန်ကုန်းမှာထည့်သွင်းပြောဆိုခဲ့တာပါဒါကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ဖို့နဲ့ဒုတာဝန်အေးတုံးမကိုထိမ့်သိမ့်ဖို့အသက်ကိုပဓာနမထားဘဲ နိုင်ငံကာကွယ်ရေးတာဝန်တွေကိုခြေပြွန်စွာထမ်းဆောင်သွားကြဖို့စစ်ကောင်းဆောင်ကတပ်ဖွဲ့ဝင်တွေကိုတိုက်တွန်းခဲ့ပါသည်စစ်တပ်ကစစ်ကောင်စီကိုဖွဲ့စည်းပြီးနိုင်ငံတာဝန်ထမ်းဆောင်ခြင်းအစောပိုင်းကာလမှာစာနာပြမှုတွေသာဖြစ်ပေါ်ခဲ့ပေမဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့ကနိုင်ငံရေးကြောင်ဖြစ်ပေါ်လာတဲ့ပြဿနာတွေဥပဒေနဲ့အညီဖြေရှင်းလိုခြင်းမရှိဘဲစင်ကြယ်တုံတရားကင်းမဲ့စွာသွေးထိုးလှုံ့ဆော်လာခဲ့ကြတယ်လို့ဆွဆွဲပါသည်မြို့သားညညရေးဆိုရ NUG ယာယီသမရာယုံပြောခွင့်ရဦးနေဖုံးလက်က ပြည်သူတွေအေးချမ်းစွာဆန္ဒပြတောင်းဆိုခဲ့ကြတာကိုလက်နက်အားကိုပြီးနိုင်ငံရေးနည်းနဲ့မဖြစ်ရှင်းခဲ့တာစစ်တပ်သားဖြစ်တယ်လို့တုံ့ပြန်ပါတယ်။ဒေါ်လာရေးဆိုတာကဘလို့မှမလွဲမရှောင်နိုင်လို့ဒါကျွန်တော်တို့ရွေးချယ်ခဲ့ရတာဖြစ်တယ်ပေါ့နော်။ဒီဒီအကြံဖတ်ဆဲအုပ်စုကအာနာလူယူကိုကြိုးစားတဲ့အချိန်လုံးကပြည်သူတွေလမ်းပေါ်ထွက်ပြီးတနင်္ဂနွေလုံးအတိုင်းတာနဲ့ပေါ့နော်။လှဲနေလှေအောင်မြင်းမြင်းသောမကြံကျွန်တော်တို့တွေငင်းချမ်းချမ်းနဲ့ကျွန်တော်တို့တွေ ပြည်သူအာဏာပြည်သူ ပြန်ပေးဖို့တောင်းဆိုခဲ့ကြတယ်ဒါတွေကိုလက်နက်အားကိုပြီးနိုင်ငံရေးနှီးနဲ့မဖြေရှင်းခဲ့တာစစ်တပ်ကိုယ်တိုင်သာလည်းဖြစ်ပါတယ်လို့ဂျမ်ဘတ်စစ်တပ်ကိုယ်တိုင်သာလည်းဖြစ်တယ်မင်းအောင်လိုင်းနဲ့အာဏာရှူးရေးဆက်အာဏာရှင်တွေသာလည်းဖြစ်ပါတယ် တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတို့ကလည်းနိုင်ငံအတွင်းဖြစ်ပေါ်လာတဲ့နိုင်ငံရေးပြဿနာကိုခွင့်ကောင်းယူပြီး PDF အဖွဲ့ဝင်တွေနဲ့နိုင်ငံလုံခြုံရေးနဲ့တည်ငြိမ်ရေးပြပြအောင်နီလန်ပေါင်းစုံနဲ့လှုပ်ဆောင်ခဲ့ကြတာလို့စစ်ကောင်းဆောင်ကပြောပါတယ်။အထူးသဖြင့်လက်နက်ကိုင်လမ်းစဉ်ကျင့်သုံးနေတဲ့အဖွဲ့အစည်းတွေကိုအကြမ်းဖက်တောင်းကျမ်းသူတွေအဖြစ်တုံ့နှုံပြီးနယ်မြေအလိုက်နေတဲ့နယ်ဒါရစင်စစ်ဘင်ဝါရကိုသာကျင့်သုံးလိုချင်တာကြောင့်တိုင်းဒေသစည်းလုံးညီညွတ်ရေးကိုထိခိုက်လာနိုင်တဲ့အခြေအနေတွေဖြစ်ပေါ်ခဲ့ရတယ်လို့အပြစ်ဖို့ပါတယ်။ ဒါကြောင့်ဒုတာဝင်ရေသုံးပါးကိုထိပါလာတဲ့လက်နက်ကင်လမ်းစဉ်တွေကိုလုံးဝလက်တင်ခံလို့မရတဲ့အတွက်စစ်တပ်အနေနဲ့လူထုတရက်လုံးရဲ့ပူပေါင်းပါဝင်မှုနဲ့အတူတရားသောစစ်ကိုဆက်လက်ဆင်နွှဲသွားမယ်လို့ဆိုပါတယ်။ကင်မျိုးသားစီယုံ KNU ပြောခွင့်ရဗဒူဆော့တော်နီကဘသူအပေါ်မှာမှလုံးဝညာတာမှုမရှိဘဲစည်ရေးပြတ်မှတ်မဟုတ်တဲ့အပေါ်နေ့စဉ်ရက်ဆက်တက်ဖြတ်နေတာကိုတရားသောစစ်လို့ပြောတာဟာရည်စရာကောင်းတယ်လို့တုံ့ပြန်ပါတယ်။ တရားသောစစ်ကိုဆင်နွှဲမယ်ဆိုတဲ့ဟာကတော်တော်ကိုရည်စရာကောင်းတယ်ဘယ်မှလဲတရားသောစစ်ဆင်နွှဲရဆိုတာနေ့စဉ်နဲ့အမျှလူမှုအပေါ်မှာသံဃာမှုအပေါ်မှာဘသူအပေါ်မှာလုံးဝညံ့တာမှမရှိပဲစစ်ရေးပြစ်မှတ်မဟုတ်တဲ့ဟာပဲရက်ဆက်ကြမ်းကြုတ်စွာနဲ့တပ်ဖြတ်နေတဲ့ဟာကိုကျွန်တော်တို့ဘယ်လိုလုပ်ပြီးတော့တရားသောစစ်လို့ဘယ်လိုယူဆယူလို့ရမလဲအဲ့ရမလို့ရှစ်တမျိုးပြောနောက်တမျိုးပြောမနေ့တမျိုးပြောညတမျိုးပြောနဲ့အဲ့ဒီလူတွေနဲ့သူတို့ပြောတဲ့စကားကိုလည်းကျွန်တော်တို့အလင်းနဲ့ထားကြလည်းမလို့ဘူး ပြည်တွင်းလက်ကိုင်ပြည်ပခါခြုံငင်းကြီးနဲ့ထာဝရငင်းချမ်းကြီးရရှိရေးဟာအလွန်အရေးကြီးတာကြောင့်စစ်တပ်အနေနဲ့ငင်းချမ်းကြီးနဲ့ပတ်သက်ရင်2008ဖွဲ့စည်းပုံခြေကံဥပဒေနဲ့အပြစ်ခတ်ရစရေးသဘောတူစာချုပ် NCA အတိုင်းလုံဆောင်သွားမယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်။လက်ကိုင်လမ်းစဉ်ကြောင့်နိုင်ငံမှာဖြစ်ပေါ်ခဲ့ရတဲ့ဆုံးရှုံးနှစ်နာမှုတွေကိုထောက်ရှုပြီးထာဝရငင်းချမ်းကြီးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပြည်သူတွေနဲ့အတူလက်တွဲဖော်ဆောင်နိုင်ဖို့ လက်နက်ကင်လမ်းစဉ်ကိုဆွန့်လွတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ EAO တွေနဲ့ PDF တွေကိုကန့်လန့်ထားပြပြီလို့ဆိုပါရယ်။ဥဒေဖုံးလက်ကတော့စစ်တပ်ကိုယ်တိုင်နိုင်ငံရေးနီးနဲ့ဖြေရှင်းနိုင်မဲ့နီးလမ်းတွေရှိပေမဲ့လက်နက်အားကိုအနိုင်ကျင့်ခဲ့ပြီးမှနိုင်ငံရေးနီးနဲ့ဖြေရှင်းဖို့ပြောနေတာဟာအတိတ်ပဲမရှိဘူးလို့ပြောပါရယ်။နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီးနဲ့မဖြေရှင်းခဲ့တာမင်းအွန်လိုင်းကိုယ်တိုင်ဖြစ်တယ်မင်းအွန်လိုင်းနဲ့အကြမ်းဖက်ဆဲဟုစုဖြစ်တယ်ပေါ့နော်ဒီရေကောက်ပွဲမှာ free and fair မဖြစ်ဘူးဆိုတော့အကြောင်းပြချက်နဲ့လက်နက်အားကိုပြီးတော့ ကျွန်တော်တို့အာနာကိုပြည်သူအာနာကိုလူယူဖို့စူးစမ်းခဲ့တာဒီအချမ်းပတ်စစ်တပ်ဖြစ်တယ်ပေါ့နော်ဒီလိုမျိုးကိစ္စတွေဖြစ်ရင်နိုင်ငံအင်းအင်းနဲ့ဖြည့်ရှင်းနိုင်မဲ့နီးနာတွေရှိပေမဲ့လည်းဒါတွေကိုလစ်လူရှုပြီးတော့လက်နက်အားကိုအနိုင်ကျင့်ခဲ့တာသူတို့ကိုယ်တိုင်ဖြစ်တယ်အဲ့တော့သူတို့ကိုယ်တိုင်ကပြန်ပြီးတော့နိုင်ငံအင်းနီးနဲ့ရှင်းမှာဆိုတဲ့ဇာတ်ကားတော့ဒါအထိပယ်မရှိဘူးလို့ပဲဒါပြောရမှာဖြစ်တယ်စစ်ကောင်းဆောင်ကတော့နိုင်ငံအင်းနီးလိုင်းကိုစပွဲဝိုင်းပေါ်မှာတွေ့ဆုံဆွေးနွေးခြင်းနဲ့ဒါအပြေရှားနိုင်မှာဖြစ်တာကြောင့် ငင်းချမ်းရေးဆွေးနွေးမှုတွေကိုအမြဲတမ်းကြိုးစို့လမ်းဖွင့်ထားတယ်လို့စီရေးပြမင်းကောမှာထပ်ပြောလာတာပါ၂008ဖွဲ့စည်းပုံခြေခံဥပဒေပါပုံမှ6စာလုံးမှာနိုင်ငံတော်ရဲ့အမျိုးသားနိုင်ငံရေးဥစားမှုအခန်းကဏ္ဍမှာတက်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးကိုအစဉ်တစိုက်ဥတည်တယ်ဆိုတဲ့ပြဋ္ဌာန်းချက်နဲ့အညီစစ်တပ်ကအမျိုးသားနိုင်ငံရေးတာဝန်ကိုထမ်းဆောင်နေတယ်လို့ဆိုထားပါတယ်